အားလုံးပဲမင်္ဂလာပါရှင်။ကျမဒီကနေ့ဖတ်ပြပေးခြင်းတဲ့စာအုပ်ကလေးကတော့ဆ ्याम မကြီးကလျာဝိဇာသိပ္ပံရေးသားထားသော မာနမိရှိန်ဆိုသည့်ဝိတုတိုလေးပဲဖြစ်ပါလေရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။မာနမိရှိန်ဒီနေ့လောက်ရတဲ့အလုပ်ကမောပေမဲ့အပန့်တော့ပြေးသားကွ။ကောင်မလေးမျိုးစုံနဲ့တွေ့ရလို့လား။ ဟုတ်တယ်တချို့လဲတိတ်ကြောင်နေကြတယ်တချို့ကြတော့လဲရဲရင်တွက်လက်တယ်တချို့ကောင်မလေးတွေကြတော့လဲတို့သဘောကြအောင်လူလာထက်ပိုပြီးအိုက်တင်တွေထုတ်ပြနေကြတယ်လေဝေ့လာလိုက်ကြတာလဲကွာရုပ်ရှင်မင်းသမီးအရွေးခံမှလာကြနေတာပဲကိုသမီးအရွယ်လောက်ကလေးတွေပါအောင်မင်းရာအေးပါငါပြင်မချင်တခြားမှာရှာမှာပေါ့ဒါလေးတွေကငါတို့ရဲ့အလုပ်သမားဖြစ်လာမယ်ကောင်မလေးတွေပဲသူတို့ယူတည်အောင်ပို့ပြီးဂယုဆိုင်နေရမှာပေါ့ ဥအောင်မင်း၏စကားကိုဥမြတ်ထွန်းလင်းကခေါင်းငိမ့်ပြပြီးတုံညာကိုအစချီသည့်ဆဲလူလာတဏီဖုံးကိုကောက်နှိပ်ပြီးကားနှင့်လွတ်လိုက်သောဝင်တန်းတဦးကိုဆက်သွဲခေါ်ယူလိုက်၏ငါးသိန်းလောက်တန်သောကျိုးမဲ့တယ်လီဖုန်းဖြင့်ကားနှင့်သွားနေသူကိုလှမ်း၍မှားချနေချိန်မှာဥအောင်မင်းကစင်ကာပူနိုင်ငံသို့ဖက်စ်ရိုက်ရန်စာရွက်များထုတ်ယူနေသည်ဥအောင်မင်းနှင့်ဥမြတ်ထွန်းလင်းတို့ကငယ်တငယ်ချင်းနှစ်ယောက်မှာ တစ္ဆာရှိစွာလက်တွဲပြီးအလုံးလုံးခဲ့ကြသဖြင့်တစင်ပြီးတစင်အောင်မြင်ခဲ့ရမှယခုအခါတုံးထက်တိုင်ကြီးတဒါအီလုံးစတိုးဆိုင်ကြီးဖွင့်ရန်အစဉ်သင့်ဖြစ်နေပြီးမှုအယောင်စည်းဝင်တန်းအမျိုးသမီး30နှစ်အမျိုးသား10ဦးအလိုရှိသည်ဟုသတင်းစာမှကြော်ညာခဲ့သဖြင့်ရှောက်လိုက်ကြတာတောက်တောက်လေယနေ့အမျိုးသမီး40ကျော်နှင့်အမျိုးသား20ခန့်ကို သူတို့ကြုံရဆုံရမိခွန်းများမေးပြီးလူရွေးရန်အကဲခတ်ခဲ့ကြခြင်းဖြစ်သည် မိတ်ဆွေများဆွေမျိုးများဤသမီးငယ်သားငယ်များကိုလည်းခံတင်တာခံရအောင်မည်အလုရသောလူငယ်များစွာရှိနေတော်လဲနောက်ထပ်အလုလှုပ်ခြင်းသူတွေအလုရသင့်သူတွေအလုလှုပ်နိုင်ကြသူတွေလူငယ်တွေမှ အများကြီးကြံနေပါသေးသည်အလုလှုပ်ခြင်းလုံးသဖြင့်စွန်စားပြီးနိုင်ငံသားတို့ထွက်သွားကြသည်သူများကလည်းတပုံကြီးအောင်မြင်သူတွေများလာတော့လေဘဝပြတ်သွားသူတွေလည်းမနှဲလား ယခုလိုကိုတိုင်းကိုပြီးကိုမျိုးကိုရွာမှာပင် ထိုက်တင်သောလကနှင့်အလုရကြမည်ဆိုလျှင်ဘလောက်များဝမ်းသာလိုက်ကြမလဲဘသူမှပြပသူထွက်ကြမည်မဟုတ်ပါယခုဥအောင်မင်းတို့၏စတိုးဆိုင်ကြီးကကိုစည်းဘွားရေးတာမကတားအရွယ်တမိအရွယ်လေးတွေပါ အလုပေးနိုင်မဲ့လုပ်ငန်းကြီးဥဥဥကိုမိမိကစားပေးခိုင်းလိုက်ပါတယ်တမိမိမိကဘသူလဲဒေါ်တင်တင်မောပါဥ ဒေါ်တင်တင်မော်ဦးအောင်မင်းကဒီနာမည်ကိုရွတ်ကြည့်တော့လဲမမှတ်မီသူ့ရှေ့ကမင်းကလေးကဦးအောင်မင်းရဲ့အဖြစ်ကိုရိပ်မိနားလဲစွာဖြင့်သမီးကစိုးစိုးကအင်တာဗျူးဖြေသွားတဲ့တန့်သစင်ပါဟိုဘက်ခုံဒီဘက်ခုံနှစ်ယောက်ဂျိုင်းတူဖြေရတော့စာထုတ်ပြီးရင်ဘက်ကရောင်းနဲ့လာတယ်ထင်မှာစိုးလို့အခုလူရှင်းမှတခါပြန်ဝင်ပေးရတာပါအနောက်ရှေ့ဖြစ်သွားရင်လည်းတောင်းပန်ပါတယ်ဦးရဲ့မိမိစာလေးဖတ်ကြည့်ပေးပါမိမိကပြောတော့ ဥနဲ့သိရင်နှီးပါတယ်တဲ့တင်တင်မော်နော်ဟုတ်ကဲ့ပါဦးဥအောင်မင်းဒီမျက်မှန်မပါဘဲဘာစာမှဖတ်၍မရသဖြင့်စာကြည့်မျက်မှန်အသေးလေးကိုကောက်တက်ပြီးစာအိတ်ထဲမှစာကို ဖောက်ဖက်လိုက်ရကိုမင်းမော့ရဲ့သမီးလေးကိုကိုမင်းစီအပ်ပါတယ်အကောင်းဆုံးနေရာမှာထားပေးပါနော်သမီးလေးကကန်ဆိုးရှာပါတယ်သူ့အဖေကိုမော်ကားပဲနိုင်ငံခြားသွားပြီးအလုပ်လုပ်ခိုင်းမိတာ လုံးဝပြန်မလာပဲဟိုမှာအိမ်အောင်ပြုတ်လိုက်တယ်လေမော်လည်းမကြမ်းပါပါမော်တတိယတလူကိုမင်းလည်းမော့ကိုမိမာမဟုတ်ဘူးလို့ယုံကြည်ပါတယ်ချမ်းသာသည်ထက်ချမ်းသာပါစေကိုမင်းရဲ့ထာဝရမော်စာဖတ်ပြီးနောက်ပြန်မော့လာတော့ဥအောင်မင်း၏မျက်နှာမှာတန့်တစင်မျှော်လင့်ထားသလိုပြောင်းလဲပြေလဲခြင်းမရှိပဲပြန်နိုင်ပြီတန့်တစင်မိမိကိုသမီးဘာပြန်ပြောလဲရမလဲဦး တန့်တစင်ဟာရုပ်ရည်လေးလှတယ်အပြုံးအဆူလည်းလိမ်မာရင်ကြီးတယ်ဥရိုလိုအပ်နေတဲ့အရေးအချင်းတွေနဲ့ကိုက်ညီလို့အလုတ်ခတ်မယ်ဆိုရင်ခတ်နိုင်ပါတယ်ဒါပေမဲ့မင်းဟာတင်တင်မော်ရဲ့သမီးဖြစ်နေတဲ့အတွက်ငါ့ရဲ့ကုမ္ပဏီမှာလုံးဝအလုတ်မခတ်နိုင်ဘူးလို့ပြန်ပြောလိုက်ပါရှင်ပြန်တော့တန့်တစင် ရော့ဒီစာပါယူသွားပြန်တော့လေငါအလုတ်ရှိတယ်မင်းကလေးတယောက် ဒီမျှလုံးအံ့ဩဝမ်းနဲ့အားငယ်ရှက်ကြောက်သွားသည့်အဖြစ်မျိုးကိုဥမျက်ထွန်းနေတခါမှမမြင်ဘူးကဲပါဘလို့ဖြစ်ရတာလဲအောင်မင်းရာကောင်မလေးတနာစရာအရန်ကိုရှက်သွားရှာတယ်မင်းကလည်းတမိချင်းမစာနာလိုက်တာမင်းမသိပါဘူးကွာငါပြောလိုက်တဲ့အတိုင်းပဲတန်တဲ့စဉ်ဆိုရင်ငါအလုတ်ခန့်နေတင်းတင်းမော်တမိမှုငါမခန့်တာကွာတင်းတင်းမော်ဆိုတဲ့မိမနဲ့မင်းနဲ့ကဘာဇလန်းတွေရှိခဲ့လို့လဲ ဟိုတစ်ချိန်လုံးကတော့တိတ်ကိုကြီးကျယ်ခဲ့တဲ့ဇက်လန်းကြီးပေါ့ကွာအခုပြန်တွေးလိုက်ရင်တော့ဘာမှမဟုတ်တော့ဘူးသေးသေးလေးပဲတင်တင်မော်ဆိုတဲ့နာမည်ကိုတော့ငါကမေ့သွားပြီဟွန်းသူကလှုပ်နေသေးတယ်ကိုမင်းရဲ့ထာဝရတဲ့ယောက်ျားတယောက်ရဲ့အချစ်ဟာအနှစ်20တန်းအောင်ခံခဲ့လိမ့်မည်မလို့များမိုက်မဲစွာတွေးထားတဲ့မိန်းမပဲတင်တင်မော်ကမင်းရဲ့ရည်စားလားငါကချစ်ခရာဘူးတာပါကွာတော်ပါတော့အဲ့ဒီလောက်အသေးအဖွားကိစ္စတွေပြန်ပြောဖို့စဉ်းစားဖို့ ငါမှာအချိန်မရှိဘူးအရေးကြီးတာက import ဖက်လုတ်ပြီးရင်တင်သွင်းထားတဲ့ပစ္စည်းတန်ဖိုးကြည့်အောင်ငါတို့ဘာပစ္စည်းတွေပြန်ပြီး export လုပ်အောင်မလဲဒေါ်လာဘယ်လိုရှာရမလဲမြန်မာကျပ်ငွေနဲ့ဘာတွေရောက်ပြီးဘယ်လိုအမြတ်ရအောင်ရှာမလဲဆိုတဲ့စီးပွားရေးအကြောင်းပဲငါကောင်းနေမှာရှိတယ်ငါလည်းဒီလိုပါပဲမင်းနဲ့ငါစီးပွားရေးလောကမှာပဲခုလိုနှစ်ယောက်နှစ်မြုံထားလို့အောင်မြင်ကြတာပေါ့ကွာမြန်မာတွေအဆုစက်လုံနေအောင်မြင်လေးမရှိကြဘူး စီးပွားဖြစ်လာလေကြာရှည်မခိုင်မြဲခွဲထွက်လေရှိကြသော အလေအထကိုဥအောင်မင်းနှင့်ဥမြတ်ထွန်းနှင်းတို့ကခြေဖြတ်နိုင်၏ဤတငယ်ချင်းနှစ်ယောက်မှာမှောင်ကိုစီးပွားရေးကာလကစပြီးလက်တွဲခဲ့ကြသည်မှာယခုလိုကြီးပွားလာတဲ့အချိန်ထိစီးပွားရေးကိုဒစိုက်မမတ်လုပ်ခဲ့ကြတော့လဲမတရားအနိုင်ယူခြင်းကြွေးပြန်မဆက်ခြင်းစသည်များကိုဘယ်သောအခါမှမလုပ်ခဲ့ကြငွေကြီးနှင့်ပတ်သက်လာလျှင် စရင်စရားနှင့်အလွန်တိကျတစ္ဆာရှိကြသဖြင့်ယခုလိုသုံးဓာတ်စတိုးဆိုင်ကြီးဖွင့်နိုင်သည့်အထိအောင်မြင်ခဲ့ကြခြင်းဖြစ်ပါ၏သူတို့နှစ်ယောက်လုံးစီးပွားရေးကိစ္စနှင့်လုပ်ငန်းတာဝန်များကိုအဓိကထားခဲ့ကြသဖြင့်အိမ်ကဇနီးနှင့်သားသမီးကိစ္စသည်ပင်ဒုတိယတတိယနေရာလောက်သာထားနေရသည့်အချိန်မျိုးကြတော့မှကိုမင်းရဲ့ထာဝရမောတဲ့သွားစမ်းမှာဒီမိမအကြောင်းကိုထာဝရရင်ထဲမှာတင်ထားဖို့ဝေးစား ဟိုတချင်းကလေးက나ကြီးစွာစွန့်ခွာကြောခိုင်းခဲ့ပြီးပြီလေလွန်ခဲ့သောအနှစ်20ကာလတက္ကသိုလ်မှဒုတိယနှစ်ယူပါဗေဒចောင်းသားလေးဘဝကမောင်အောင်မင်းဆွဲလန်းခဲ့ရသည့်တင်တင်မောပထမနှစ်စတင်စုံစည်းရစဉ်ကလေးကအိပ်ပညာများစွာဖြင့်ဆွဲလန်းခဲ့ရဘူးသောအချစ်ဦးဒုတိယနှစ်မှာကိုယ်တိုင်ဖွင့်ပြောစာရင်းနေစဉ်ရေးအခွင့်အာဏာတယ်လီဖုန်းဆက်နှင့် အဲ့ဒီအချိန်ကတော့အောင်မင်းရင်ထဲမှာတကယ်ပဲထာဝရမော်ပါမောင်အောင်မင်းကတင်းတင်းမော်တို့လိုကားနဲ့ကြောင်းတက်နိုင်သူ မဟုတ်အိမ်မှာလည်းတယ်လီဖုန်းမရှိဝန်ထမ်းမိသားစုများဤသားမှုထူးထူးခြားခြားဝတ်စားသုံးဖြုံးနိုင်ခြင်းမရှိခဲ့ပါ မမုန်းပါဘူးဟူသောစကားတလုံးတည်းနှင့်ပင် မောင်အောင်မင်းမှာမျှော်နှင်းချက်များစွာဖြင့်တတရနှင့်ကုံဆုံးဂါနီအထီအောင်ဆွဲမက်ခြင်းကာလာများရှည်လျားခဲ့ပါသည် အောင်မင်းမင်းရဲ့တင်တင်မစက်မှုတက်ကတူကကြောင်းသားရဲ့ကားနဲ့ပါပါသွားတယ်နော်ထိုးတစ်ချိန်ကတော့ရင်ထဲမှာနာကျင်ထိရှစွာခံစားခဲ့ရသည်တို့ပေမဲ့သူ့ကိုမမုန်းပါဘူးဟု ပြောထားသော သူ့ရဲ့မောသည် သူ့ကိုတစ်ချိန်ချိန်မှပြန်ချစ်လာမှာပါဟု၍သူ့ရင်ထဲကမြစ်တာတူးတဲ့အာကိုနဲ့မျှော်လင့်နေချိန်မှာတင်တင်မနဲ့သူနှင့်ရရွေစကားပြောလို့ရှိသောနေရာ ကာလရှည်လျားစွာချစ်သူတို့အကြောင်းကိုမှတ်တမ်းတင်ရန်ငုံကြည့်နေလေရှိသောတစ်ပုတ်ပင်ကြီးရဲ့အောက်မှာကိုအောင်မင်းဒါဆက်မှုတက်ကတော်ကစီသူဟိန်နဲ့သူရှိမှာပဲကိုအောင်မင်းကိုပြန်ပေးစရာရှိတာတွေပေးဖို့ယူလာခဲ့တယ်ရော့မောင်အောင်မင်းကြောင်နေစဲမှာပင်မသက်မရကြိုးစည်းထားသော သူ၏မြစ်တာကိုယင်ဖွင့်ထားသည့်စားများစွာသူပေးခဲ့ဘူးသောတန်ဖိုးသိမ့်မရှိလာသည့်လက်ဆောင်ပစ္စည်း၃လေးခု ဲ့ဒါတွေပြန်ပေးရတဲ့အကြောင်းကရှင်နဲ့ကျမနဲ့ဘယ်တော့မှမပတ်သက်တော့ပါဘူးဆိုတာဟောဒီကကျမရဲ့ချစ်သူသိရအောင်လို့ပဲ။အိုးမော်ကလည်းကွာကိုယ့်ကိုခေါ်လာတာဘာများနေလို့မဟုတ်ဘူးကိုကိုရဲ့သူကမော့ကိုတစ်ချိန်လုံးလိုက်နေလို့မော့မှာချစ်သူရသွားပြီမော့ချစ်သူဟာသူ့ထက်ဘလို့တာတယ်ဆိုတာသိရအောင်တခါတည်းအပြတ်ရှင်းလိုက်တာပဲကဲကိုအောင်မင်းရှင်းပါတယ်နော်လာကိုကိုသွားကြစို့ သူ့ရှေ့မောက်မှာပင်စီသူဟိန်ဤလက်ကိုခိုးတွယ်ရင်းလိုက်ပါသွားတော့တင်တင်မော်အရွက်မဲ့တစ်ပုံပင်ကြီးအောက်မှာစာတုံးကြီးကန်ပြီးကြောက်ရွံ့တရုတ်လိုရရွံ့ရစ်ခဲ့သည့်အဖြစ်ပြန်လည်မျှဝေပေးသူမိမိထိုအချိန်ကစီကားလျက်ရှိသောတက္ကသိုလ်ကျောင်းသူကျောင်းသားတို့သည်သူ့ကိုရင်မောเสียရအဖြစ်ဖြင့်ကြည်သွားကြလိမ့်မည်ထင်သည်သူကတော့ဘာမဆိုဘာကိုမှမမြင်မိတော့ပါ ရင်တွင်မှအကြီးမားဆုံးသောအဆိုင်အခဲဖြင့်တည်ရှိနေခဲ့ဘူးသောချစ်ချင်းမြတ်တာသည် စက္ကန့်ပိုင်းအတွင်းမှပင် လေနှင့်မြူမှုံများနှင့်ချက်ချင်းပင်လွင့်ပြဲကွယ်ပြောက်ပြီးထိုနေရာမှနာကြီးခြင်း မုန်းတီးခြင်းအရှက်ရခြင်းစသောခံစားမှုတို့ကဒုရေကြီးစွာ ရင်တွင်သို့တမဟုတ်ခြင်းနေရာယူခဲ့ကြသည်ထိုခံစားမှုသည်တက္ကသိုလ်မှမထွက်ခွာမီအထည် ရင်ထဲမှာနှစ်ဆိုင်စုနှစ်စွာတည်ရှိနေခဲ့သည်ဘွဲ့ရပြီးချင်းစီးပွားရေးလောကထဲသို့ဝင်ရောက်ခဲ့ပြီးနောက်မှာသူ့ရင်ထဲ၌ရှိခဲ့ဘူးသော မုံဒီနာကြီးချင်းများသည်လည်းပါလျားလာခဲ့ရမှမိလျော့ပျောက်ဆုံးသွားသည်အထီပါပဲငယ်စဉ်ဘဝကချစ်ချင်းမြတ်တာနဲ့နာကျင်ကြေကွဲရခြင်းများသည်ယခုလိုလူလတ်အရွယ်ဥတက်၍ခေါ်ရခြင်းမျိုးမှာ ဘာမှကိုအတိတ်ပဲမရှိတော့ပါရဲစရာကောင်းသောဒဏ္ဍာရီလေးတစ်ပုတ်နှင့်ဟိုးအဝေးကြီးမှကြံရစ်ခဲ့ပါပြီယခုလိုသိန်းကိုယာနှင်းချီ၍အလုံလုံနေရသောဥအောင်မင်းဘဝရောက်ခါမှထာဝရမော်ရဲလာသွားစမ်းပါတန့်တစဉ်ပြန်သွားချိန်မှာဒေါ်တင်တင်မော်ဟာသူ့ရေးလိုက်တဲ့စာကို ပြန်ရပြီးတင်တင်မော်ဤသမီးမှုအလုံမခန့်နိုင်ပါဟူသောစကားကိုကြားရချိန်၌ ဘလို့အများဖြစ်သွားမလဲဟူ၍ပင်ဥအောင်မင်းတွေးမနေအားပါလုတ်တဲ့လုံထိုင်သော အလုတ်ကို တခဏအတွင်းမှာပင် အပြက်ရှင်းလိုက်ယုံပါပဲဒီနောက်မှာတော့ရုံးခန်းမှာတယ်လီဖုန်းနှလုံးနှင့်ဂျင်းဂျီလဲနေသည်ကားမောင်းသွားချိန်မှာပင်ဆယ်လူလာဖုန်းကတကွီကွီမြည်လာသဖြင့်ကောက်ကန်၍ကားကိုခက်ပြေးပြေးမောင်းရင်းအလုတ်ကိစ္စတွေမှားကြနေသောဥအောင်မင်း ဒီညတော့ငါမလိုက်ပြရစီနဲ့တော့ကွာအိမ်ပြန်နောက်ကြတာလေညတိုင်းလိုပဲငါမိမကနားလေခွတ်လို့ပြီးမယ်ငါသမီးလေးကမျောမျောနေလို့ပါကွာဘယ်ဖြစ်မလဲအောင်မင်းရဲ့ဒီညညစာစားခွဲမှာတို့ပွင့်မယ်စူပါမတ်ကတ်ကြီးမှာပစ္စည်းလာတင်မယ်လူနဲ့စကားပြောရမှာလေစာချုပ်ချုပ်ဖို့ပါ အပြီးချင်းရမှာငါတယောက်တည်းမဆုံးဖြတ်ရဲဘူးကွာမင်းကလည်းငါမပိုင်ရင်ဘာမှကိုမဖြစ်တော့ပါလားမြတ်ထွန်းလင်းရဒါဖြစ်လဲမင်းအဲ့ဒီပုံကိုယ်ရင်းနဲ့သွားနဲ့ငါဆက်ဆက်လာခဲ့မယ် ။ကောင်းပြီ။ညဟင်ဝင်ကိုပဲနော်။စိတ်ချပါငါလာမယ်ဆိုလာမှာပါ။အိမ်ကိုခက်စောစောလေးပြန်မယ်ဟုရည်ရွယ်ထားကမှစင်ကာပူကိုသွားတော့မယ်ဧည့်သည်နှစ်ယောက်ရောက်လာလို့စာကောက်ရေးပြီးလူကြုံပေးလိုက်ရသေးသည်။အိမ်ပြန်ရောက်တော့ထုံးစံအတိုင်းဒီညစာမိသားစုနဲ့မစားနိုင်ကြောင်းပြောတော့လဲမိမကစိတ်ကောက်တာရီကိုကိုမြင်မြန်ပြန်ခဲ့တော့ရီဘာရီဘာမှလုံမနေပါခင်မုန်းတဲ့အလုတ်လုံနေသည်ဟုနားလေစွာ နေပေးသည်ပဲလား ူမရင်ထဲမှာအချစ်မရှိရပဲခင်မွန်းတဲ့ဤအပြန်လန်းကိုမမျောလေသလားမသိပါဥအောင်မင်းဘက်ကလည်းဖောက်ပြန်ပြက်ွက်ခြင်းမရှိငွေတွေ အထက်လိုက်အပ်ထားပြီးတိုက်ကြီးနဲ့ကား၃စီးဖြင့်ထားနိုင်ခဲ့သလို စနီးတဲ့ဒေါ်တင်မိုးအေးကလည်းတထည့်သမီးပါပဲစိန်ရွှေရတနာအပြည့်ပါလာသူဘွဲ့ရပြီးသူတယောက်ဖြစ်ပေမဲ့ဘဝင်းမြင်ခြင်းမရှိအိမ်တော့တာဝန်ကိုစီမံခန့်ခွဲနိုင်သူ သားသမီး၃ယောက်အပေါ်မှာတာဝန်ကျေသောမိခင်ကောင်းတဦးပါပဲအိမ်တော်ရေးမှာဟိုမှာပဲဒီမှာပဲတာဝန်ကျေနေကြနေပြီးတာပဲဟုตายာနေတာပါပဲချစ်လိုက်ကြတာမှအသက်ပြီးမတက်ဆိုသူတွေပဲ ပြဿနာတွေတက်နေကြတာပါဟုဦးအောင်မင်းတွေးမိလားဒီအချစ်ဆိုဒီကိုကအေးမြခြင်းမှမဟုတ်ပဲလောင်မြိုက်ခြင်းပဲလေအိမ်တော်ရေးကြပြန်တော့သူ့ပဲကို့ပဲညတာစွာ နားလေပြေးကြရင်ตายရတာပါပဲ အိမ်တော်တစ်ခုထဲမှာချစ်ချင်းဆိုတာခက်သေးသေးအရာတစ်ခုပဲဟုဥအောင်မင်းခံယူမိသည်ထိုနေ့ညကမြဟေဝင်ရောက်တော့တငယ်ချင်းမြတ်ထွန်းင်းတို့အဖွဲ့ဤစပွဲဝိုင်းမှာဘလက်ကလေးပဲပလင်းတောင်အတော်ရော့နေပြီစူညံနေသောကာရာအိုကေအဆိုတော်မှများဤအတန်ကြားမှာအလုံစကားကိုမနေပြောอยู่ရသည်ဟိယာတွေကတပွဲပြီးတပွဲမှုစင်မော်တက်ပြီးပန်းကုန်းမစွတ်တာတောင်းမှဒီဝိုင်းပြီးလို့ရှင်းရင်တောင်းကြော်ပေးလိမ့်မည်အောင်မင်း အခုစိုးနေတဲ့အဆိုတော်ကိုကြည့်လိုက်စမ်းအရန်ဟော့ပါလားဝှစ်စားထားတာကလည်းမလုံးမချုံနဲ့ဟုတ်တယ်ငါလည်းမြင်ဘူးပါတယ်ဆိုပြီးကြည်နေမိတာသူ့နာမည်ကြီးညာတော့မှငါတတိပြန်ရတာတန်တစင်နဲ့တန်တစင်ဘသူလဲတန်တစင်ဆိုတာမင်းစီအလုတ်လာလျှောက်တဲ့ကောင်မလေးလေကွာဒေါ်တင်တင်မော်ရဲ့သမီးဆိုတာဩအေးအေးဟုတ်ပြီဟုတ်ပြီငါတတိရပြီဥအောင်မင်းစိတ်ဝင်စားစွာကလထိုင်ကိုလှည့်ထိုင်လိုက်သည် heavy metal ဆိုသောပွင့်ထွက်ပေါက်ကွဲသချင်းကို hit or တီဆိုလျက်ခြေဘီဆောင်ခေါင်းနေရန်ဟိုပြီးဟိုဘက်ဒီဘက်ပြေးနဲ့အပူရောင်ဂီတကို ဖန်ဆင်းနေရသည့်ကောင်းမသည်ဘန်းကုံတက်ဆိုသူတွေကမနမ်းမီယုံတမဲထိထိခိုက်ခိုက်လုံနေပြီးအောက်ကလည်းတဟေးဟေးတဟွာဝါထိုညကဥအောင်မင်းတို့ဝိုင်းမှလည်းလူတွေထက်ထက်တိုးလာသဖြင့်စိုးပြေစီကားစွာညနေမှပြန်ပြစ်ခဲ့ကြသည် ဟိုကားဝေါ်တက်ပါဒီကားနဲ့ပို့ပေးရစီဆိုပြီးစေတနာ ပို့နေကြသူများအလင်မှာတန့်တစဉ်ကို မြင်လိုက်ရတော့ဥမြတ်ထုံလင်းကပင်ဒုစီမှာအလုတ်လာလျှောက်တုံးကသာဒီကောင်မလေးကိုခန့်လိုက်ရင်တန့်တစဉ်ဒီစင်ပေါ်ရောက်မှာမဟုတ်ဘူးနော်ဥအောင်မင်းဘာအဖြစ်မှမပေးမိပဲသူ့ရဲ့ပါဂျီရိုကားဝေါ်တက်ပြီးတယောက်တည်းမောင်းက ရန်ကုန်ညကိုဖျက်တမ်းလာခဲ့သည်အကယ်၍သာ ဒေါ်တင်တင်မောငယ်စဉ်ကအလှမန္နာတွေတက်ပြီးမောင်အောင်မင်း၏အချက်ကိုမကွဲခဲ့ပါဘူးဆိုလင်ဤဇာလန်းဖြစ်လာစရာအကြောင်းမရှိနိုင်ပါအကယ်၍သာတတိဥအောင်မင်းသည်ငယ်ဘဝဇာလန်းများကိုဥပိ္ပခာပြုပြီးတကယ့်ရိုးသားတည်ငြိမ်သောလိမ္မာယဉ်ကျေးပုံရသောတန့်တစဉ်လေးကိုသာအလုတ်ခန့်လိုက်ပြီးဆိုရင်တန့်တစဉ်ဤကာရာအိုကေစင်ပေါ်သို့ရောက်လာမည်မဟုတ်ပါ ဒေါ်တင်တင်မော်ဤတစ်ချိန်သောတခါကအလှမာနာမီးနှင့်ဥအောင်မီးဤအောင်နိုင်သူဘဝမှ မာနာမီးဤမီးများသည့်အရှိန်ပြင်းစွာ တောက်လောင်ရာမှ အပြစ်မဲ့သောတန်တစဉ်ကို အရှိန်ဟတ်ခဲ့ခြင်းဖြစ်၏ဤမာနာမီးရှင်ကြောင့်တစဉ်လေးနွမ်းခဲ့ပြီးညှစ်ထေးခဲ့ပြီးနွမ်းယုံပဲလားကျွေးမကျွေးဆိုတာကတော့တန်တစဉ်ဤစင်ချင်းတုံတရားနှင့် ကာလတမားတော်ကသာအဖြေပေးနိုင်ပါလိမ့်မည်။ကလျာဝိဇာသိပ်ပံပရင်းဓမာမဂစင်း1995ခုနှစ်မေလကျွန်မဖတ်ပြပေးခဲ့သောဆ ्याम မကြီးကလျာဝိဇာသိပ်ပံဤမာနမီရှင်ဆိုတဲ့ဝိတ္ထုတူလီကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်။ကျွန်မနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ကြသောစာပေချစ်သူများအားလုံးအထူးကျေးဇူးတင်ပါတယ်။ ကျမတို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ကြပါနဲ့เนาะကျမကနင်းစီပါရှင်